ကျေအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ဒီနေ့သင်ခန်းစာမှာတော့မနေ့ကတော့ကျွန်တော်တို့ကဒီမှာ facet ပေါ့နော် facet နဲ့ပတ်သက်တဲ့နော်ဒီ internal memory သူ့ရဲ့ register တွေနဲ့ပတ်သက်ပြီးကျွန်တော်ရေးခဲ့တယ်ဆိုတော့ဒီနေ့ကျွန်တော် second rep ကိုဆက်ပြီးတော့ရှင်းသွားပါမယ်အဲ့တော့ second rep ကျကျွန်တော်တို့ကဘယ်ဘယ်နေရာကိုကျွန်တော်တို့ကရေးပါလဲဆိုတော့ကျွန်တော်တို့က app ကိုရေးပါပြီနော် အစကားရရကျွန်တော် app ကိုစပြီးတော့ချိန်မယ်ဆိုတော့ app မှာကျွန်တော်တို့ကဘာတွေရှိနိုင်လဲဆိုလို့ရှိရင် okay ဟုတ်ပြီနော်ဒီအဲ့တော့ကျွန်တော်ကဒီမှာ second app နောက်တော့ကျွန်တော်ကဒီ second ရဲ့နောက်ဒီ app ကိုသွားကြည့်ဟုတ်ပြီနော်ဆိုတော့ app မှာကျွန်တော်တို့ထည့်ထားတဲ့ address ပေါ့နော်ဒါလေးဟုတ်ပြီနော်အဲ့တော့ကျွန်တော်သူ့ကိုနာမည်ပေးမယ် second app လို့ကျွန်တော်နာမည်ပေးလိုက်ဟုတ်ပြီနော်အဲ့တော့ဒီအချိန်ဒီမှာကျွန်တော်တို့ကမပါလို့မလဲဆိုတော့ node internal memory ဘေးတစ်ခုကိုကျွန်တော်ထုတ်ဟုတ်ပြီနော်အဲကျွန်တော်ဒီမှာထည့်မဲ့ big ကဒါကတော့ကျွန်တော်အစင်လိုက်ပဲထည့်တော့ပေါ့နော်။ Okay ။ဆိုတော့ထုံးတဲ့အတိုင်းပဲကျွန်တော်တို့ဒီအပေါ်ကအတိုင်းပဲเนาะကျွန်တော်တို့ let's set ပြီးတော့ cada um, afinal. Ok, agora já ouvi mais leste e servir ao cada um, bem. Alors, du matin, on va laisser les gars, Marie Fibre, le chien, Choro, non. Du matin, mais soyez, non, Choro, garde à tout le monde, ça s'aille, non. အဲအားဒီပေါ့နော်အကျွန်တော်က app ဖြစ်တဲ့အတွက် app ရဲ့ output တော့ input ရတဲ့အချိန်မှာ output ပေါ့နော် okay ဒါလေးကျွန်တော်ထည့်မယ်ဟုတ်ပြီနော်ဒါလေးကျွန်တော်ထည့်မယ်နောက်တစ်ခုကျွန်တော်ဒီမှာ key ဥစ္စာလေးပေါ့နော်ဒါလေးလည်းထည့်မယ်ဟုတ်ပြီနော် ဟုတ်ပြီနော်ဒါလေးထည့်မယ်ဆိုတော့အဲသူကဘယ်ချိန်မှာ close ဘယ်လိုချိန်တွေဒီမှာသူက close ဒီ app ဖြစ်တဲ့ချိန်ကျတော့ကျွန်တော်တို့က close တရားနည်းများတယ်ပေါ့နော်အဲ့တော့ app ဖြစ်ဖို့ဆိုလို့ရှိရင်ကျွန်တော်တို့က app ဖြစ်ဖို့အတွက်သူ close ဖြစ်နေရမယ့်အားတွေကဘာတွေဖြစ်မလဲဆိုလို့ရှိရင်เนาะ nó đi chu về rồi mà nó đi tới ye là cho phôi ở bên đó ai đâu luôn cho nó đi mà tất cả đấy thế là của nó chu ye, tới ye, nó rồi mà phôi ở bên đó à rồi thấu tới đây về cho nó luôn cả nó tự cố ê đi mà lấy tiền luôn အောင်လို့မှာဆိုကျွန်တော်ဒီ memory ကို latch လုပ်ပြီနော်အဲ့တော့ဒါလေးဒီပေါ့နော်ဆိုတော့ကျွန်တော်ဒီမှာထုတ်တဲ့အတိုင်းပဲထည့်မယ်ဆိုတော့သူကဘာလဲဆိုတော့ app ရဲ့ led ဟုတ်ပြီနော်အဲ့တော့ second app led ဆိုပြီးတော့ကျွန်တော်ရေးလိုက်ပြီနော် second app နော် download လို့ရှိရင်ကျွန်တော်ဒီလိုရေးပြရတယ်ပေါ့ to add lamp one okay call to add lamp to which are by 11 so data roger over led number two oh. led number two okay i'm so roger not led p1 no ตาลีดีจังเนาะปีต่อไปสุดรอบ ော့ကျွန်တော်တို့ကဒီမှာเนาะဟုတ်အဲ့တော့ဒီတော့တိကျပါဘောเนาะဒါလေးကျွန်တော်အောက်ကိုပြန်ထုတ်လိုက်အဲ့တော့အဲ့တော့ကျွန်တော်ဒီဘက်အောက်မှာဒါကျွန်တော်တီးတီးတက်ပြန်ကြည့်ပါဘောနော်အဲ့တော့ဘာလဲကျွန်တော် J+ ဆိုရင် ဟုတ်ကျွန်တော်တို့ကအကဲယူရေပေါ့နော်ဒီ memory on ခဲ့ရင်ဟုတ်ပြီနော်ဒီ memory on ခဲ့ရင်နော်အဲကျွန်တော်တို့ဘာလုပ်မလဲဆိုတော့တော့တကူလဲတော့ဒီ output ပေါ့နော်တော့ဒါလေးပြန်ထွက်ချင်တာဟုတ်ပြီနော်ဘာထွက်ချင်တာကျွန်တော်ကဒီ output ကိုပြန်ထွက်ချင်တာဟုတ်ပြီနော်ဒါဆိုလို့ရှိရင်ကျွန်တော်ကဒါကိုကျွန်တော်ခုနကမကတ်ရေးထားတယ်ပေါ့နော်ဒါလေးကျွန်တော်ဒီမှာဒီဘက်နဲ့ဖွဲ့ရေးပြီးလိုက် နော်ဒီဒီလိုလေးဖြစ်သွားဟုတ်နော်ဆိုတော့ဒါကကျွန်တော်တို့နော်ဒီ app ရဲ့အခြေအနေဟုတ်ပြီနော်ဒါဆိုရင်ကျွန်တော် down ကိုပါဆက်ပြီးတော့တပါးလေးရေးလိုက်နော်ဒီ down ဆိုတော့ down ကလည်းဒီတိုင်းပဲ cho bạn xíu lên xuống Đó. Nó đi bao giờ đi đây mẹ cho nó đi mà đó. Nó chỉ kêu tôi mà, đó. အဲဒီကီးကိုသုံးပါ။အေးဒါဆိုရင်ကျွန်တော်တို့ဗာဒီမှာအောက်ဘုတ်တစ်ခုထုတ်မယ်။ဆိုတော့ကျွန်တော်တို့ထုတ်မယ်ဒီအောက်ဘုတ်ကဘာဖြစ်မလဲဆိုရင် internal memory 2ပေါ့နော်။ Okay ။အော်ဒီတော့ဒီလိုဖြစ်သွားမယ်။အဲ့တော့ဒီမှာကကျွန်တော်တို့ဘာထပ်ထည့်ဖို့လုပ်လဲဆိုလို့ရှိရင် Okay ဒါလေးထည့်ရအောင်။ဟုတ်ပြီနော်။ကျွန်တော်ဒီမှာတော့ကလည်း ဒီ input တွေထည့်ခဲ့ဟုတ်ပြီနော်ဆောက်တော့ထည့်ခဲ့နော်အဲ့တော့အခုဒီမှာလည်းဒီတိုင်းပဲကျွန်တော်ကနော်ဒါလေးထပ်ထည့်ဖို့တို့ဟုတ်ပြီနော်အဲ့တော့အဲ့ကောင်ကဘာလဲဆိုတော့ကျွန်တော်ဒီမှာ input ပေါ့နော်အဲ့တော့ဒီ17ဒီရောအရောကျတော့ကျွန်တော်တို့ကဒီမှာ17အဲ့ ဟုတ်ပြီနော်ထုတ်ခဲ့တယ်နော်ဒါကျွန်တော်တို့ကဒီမှာ one night ဟုတ်ပြီနော်ဒီမှာကျွန်တော်ဒီ input ရခဲ့ရင်ဆိုတဲ့ဟာကျွန်တော်ပါထည့်ခဲ့ဟုတ်ပြီနော်ဆိုတော့ဒီမှာကျွန်တော်တို့ပါထည့်ရမယ်ဆိုတော့တော့ဒီမှာရှိတဲ့ two ဒီဟာလေးကိုကျွန်တော်ထည့်ပြရပေါ့ဗျာဒါကြောင့် feedback ပေါ့နော် feedback ကအားလေးကျွန်တော်ထည့်ပြရဆိုတော့ကျွန်တော်ဒါထည့်လိုက်တဲ့အတွက်ဒီ indicator ကဒီ memory ကဒီမှာအလုံးလုံးမှာဖြစ်နေတယ်ကျွန်တော်ဒီ memory ကျွန်တော်ဒီမှာ app မှာတုံးထားတယ် ဒီ memory ကိုကျွန်တော်ကနောက်ဒီမှာ latch ပြန်ကူးပေးလိုက်เนาะဒီမှာ latch ကူးပြီးတော့ကျွန်တော်ဒါလေးထည့်ပေးလိုက်ဆိုတော့ drash က parent လဲဆိုတော့ကျွန်တော်ကเนาะ second way သူက app เนาะခုန app ဆိုတော့သူကเนาะသူက down ဖြစ်မှာဟုတ်ပြီเนาะ တို့ကထောင်းချင်ပြီโอเคအဲ့တော့ဒါလေးပဲเนาะအဲ့တော့သုံးတိုင်းပဲကျွန်တော်တို့ output ထုတ်ပဲဆိုတော့ output ကဘာဖြစ်မလဲเนาะ output ကိုထုတ်ပါမယ်အဲ့တော့ output ကကျွန်တော်တို့ဗာဒီမှာเนาะသူရဲ့အောက်ဘုတ်ကိုထုတ် ဟုတ်ပြီနော်ဒီမှာနော်ကျွန်တော်ဒီ down ရဲ့အောက်ကိုထုတ်ပါမယ်နော်โอเคအဲ့တော့ဒီမှာ down ရဲ့အောက်ကိုထုတ်လိုက်ပါရနော်ဆိုတော့ ဒါကကျွန်တော်တို့ဒီ down condition ဖြစ်ပါတယ်ဟုတ်ပြီနော်အဲဒီ down condition မှာကျွန်တော်တို့ကဘာတွေထပ်ပြီးတော့ကျွန်တော်တို့ close is a mind ပြန်လုပ်ပြရမလဲဆိုလို့ရှိရင်နော်ကျွန်တော် close is a mind နှစ်ခုလုပ်မယ်တစ်ခုကဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ကနော်တစ်ခု is a mind ကကျွန်တော်တို့နော်ဒီပထမအဦးဆုံးလို့ပေါ့နော် အဲဓာမလာခဲ့ဟုတ်ပြီနော်ဆောကဒီမှာ first အဲ့တော့ first ကဘယ်လောက်လဲဆို first ကတော့ဟုတ်ပြီနော်ဒါရင်အတူထိပြီးတော့လာမှာပေါ့နော်နောက်တစ်ခုကကြတော့ကျွန်တော်တို့နော်ဒီအားလေးပေါ့နော်ခိဟုတ်ပြီနော်ဒီ second ရဲ့ကျွန်တော်ဒီ app condition လေးဟုတ်ပြီနော်အဲ့ဒီနောက်ခုပေါ့နော်အဲ့ဒီတစ်ခုထိခဲ့ရင်နော်ဒီ output မတွက်ဘူး ဆိုတော့ပုံစံမျိုးကျွန်တော်တို့ကဒါကိုပြန်ပြီးတော့အဆိုင်ပြန်ချတာပါဟုတ်ပြီနော်โอเคအဲ့တော့ဒါတော့ကျွန်တော်ဒီ second နဲ့ပတ်သက်ပြီးတော့ဘောနော် second app down ကိုကျွန်တော်ရှင်းပြခဲ့တာပဲဖြစ်ပါတယ်ဒီနေ့ video ကဒီလောက်ပါပဲအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ